စစ်တပ်ဘုံကျဲလုံးနမတူမြို့နဲ့မန်တုံမြို့မှာတည်ဆုံသူ၃ဦးရှိတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်နမတူမြို့နဲ့မန်တုံမြို့ကိုစစ်တပ်ကဒီနေ့မနက်ပိုင်းမှာဘုံကျဲလို့အရဲသားတွေတိုက်ခိုက်တည်ဆုံခဲ့တယ်လို့ဒေသခံတရင်အရေးမြစ်ကရပ်ပီကိုတရင်ဌာနကိုပြောဆိုထားပါတယ်။ဒေသခံတအုပ်ကနမတူမြို့လေးကျောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးတိုက်ခိုက်ထရန်ရသူကများတယ်။နမတူမှာတော့တခါရဲတည်တဲ့နေရောက်ရှိတယ်။ပြင်းထန်သူကတယောက် ိမ်သုံးလုံးထိခိုက်ပျက်စီးသွားတယ်ဘုံတစ်လုံးကျဲတယ်နေအိမ်သုံးလုံးထိခိုက်ပျက်စီးသွားတယ်ကျန်တဲ့အိမ်တွေကအဆနာပဲရှိတယ်လို့ပြောဆိုထားပါတယ်တခြားသတင်းမြင့်အရာနမတူမြို့လေကြောင်းတိုက်ခိုက်ခံရမှုမှာတေဆုံးသူ၃ဦးရှိခဲ့ပြီးခလင်းငယ်၂ဦးပါဝင် ထိခိုက်သူ၇ဦးရှိတယ်လို့သိရပါတယ် နောက်ဆက်တဲ့သတင်းများအရာဒေသခံတဦးက၄ဦးအထိရှိပြီး၂ဦးကတော့ဖြစ်စဉ်မှာပွဲချင်းပြီးတည်ဆုံသွားတာအမျိုးသားတဦးအမျိုးသမီးတဦးအမျိုးသားကတော့ကလတ်ထိုင်မာရင်ခေါင်းပြက်ပြီးတည်သွားတာမြင်မကောင်းဘူးဗျာဒဏ်ရာရသူ9ဦးထဲမှာစိတ်ယုံမှာအမျိုးသမီး2ဦးတည်ဆုံတယ်ခလေးလေးထိခိုက်ထန်ရပြင်းထန်ရတယ်ကျဲတဲ့နေရာကတော့စစ်တပ်နေတဲ့ပချမ်းမဟုတ်ဘူး။ကြောင်မဲကနေစစ်ဆောင်လာတဲ့လူတွေအခုလောလောဆယ်ကအဲ့ဒီဖြစ်စဉ်နေရာမှာ လာသားကလေးငယ်ပျောက်ဆုံးနေ အခုထိလည်းရှာမတွေ့သေးပါဘူးတချို့ကတော့ပြောတယ်ပြဖြစ်သွားပြီလေအတိအကျမသိရသေးဘူးလို့ပြောဆိုထားပါတယ်2023ခုနှစ်ဒီဇင်ဘာလမှာတအောင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်ကနမတူမြို့ကိုထိန်းချုပ်ပြီးနောက်ပိုင်းပထမဦးဆုံးအကြိမ်တိုက်ခိုက်တာလို့သိရှိရပါတယ်မန်တုံနဲ့ပတ်သက်ပြီးဒေသခံတအူးကမန်တုံမှာကဘာမှဖြစ်မသွားဘူး130စစ်တပ်ကုန်းသားပဲကျဲသွားတာအကုန်လို့ပြောဆိုထားပါတယ် စစ်တပ်ကကြောင်မဲမြို့ကိုတင်ပိုက်ပြီးနောက်နမရူမြို့ကိုချင်းချောက်တဲ့အနေနဲ့လေကြောင်းတိုက်ခိုက်တာလို့ဒေသခံတအုပ်ကသုံးသပ်ထားပါတယ်။သခိုင်းတိုင်းကမ်ဘလူမြို့နယ်ထန်းကုန်းတိုက်နယ်အုံတိုးရွာကစကန်ကိုမင်းညအောက်တိုဘာလ၁ရက်နေ့မှာအလင်းငိုက်ဝင်ရောက်စီးနင်းပြီးခုခံပစ်ခတ်သူနှစ်ဦးကတော့တစ်ဆုံးတယ်လို့သခိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပါခပါတာဝန်ရှိသူတအုပ်က Red Picot တင်းဌာနကိုပြောဆိုထားပါတယ်။ကမ်ဘလူအုံတော်ပြူရွာကင်းစကန်ကိုတိုက်ခိုက်ပြီး စစ်သုံးဘက်နဲ့လက်နက်များသိမ်းဆည်းရမိတယ်လို့သခိုင်းတိုင်းပတ်ခပကဆိုထားတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။သခိုင်းတိုင်းပတ်ခပတာဝန်ရှိသူကအားနာချက်ရှိနေတဲ့အချိန်တိုက်ခတ်ခဲ့တာအလေးငိုက်ပျောက်ကြားတိုက်လိုက်တာသူပပလယ်မှာပြူရရရှိတယ်။ကင်းစကန်ကရွာနဲ့ကဲ့ရက်မှာပါပဲလို့ပြောပါတယ်။အုံတော်ရွာပြူကင်းစကန်ကနေတနက်6လက်နဲ့တခြားပစ္စည်းတွေကိုတင်စီရမိတယ်လို့စကိုင်းတိုင်းပခပကထုတ်ပြန်ထားပါဗျ အုံတော်ရွာပြူကင်းစကန်ကနေတနက်6လနဲ့တခြားပစ္စည်းတွေကိုတင်စီရမိတယ်လို့ Skyline ပခပကထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုကိုကမ်ဘလူခရိုင်ပခပလှောက်ရှားမှုတရင်ကမ်ဘလူခရိုင်တရင်သုံးနဲ့နေမြေခံပခပတပ်ဖွဲ့တို့ကဆောင်ရွက်ခဲ့တာလို့သိရှိရပါတယ်ရှင်။